မော်ဆီယာနဲ့တိုက်ခိုက်နေရင်ကိုအောင်နဲ့ကိုထွန်းတို့ဟာ မော်ဆီယာရဲ့အားနည်းချက်ကိုတွေ့ရှိခဲ့ကြတယ်။မော်ဆီယာဟာသူ့ရဲ့မော်ပညာတွေကို အသုံးပြုဖို့မော်ပစ္စည်းတစ်ခုလိုအပ်တယ်။မော်ပစ္စည်းကိုဖြတ်စည်းနိုင်ရင် မော်ဆီယာရဲ့စွမ်းအားတွေပြတ်ကွယ်သွားလိမ့်မယ်။သူတို့ဟာ မော်ဆရာရဲ့မော်ပစ္စည်းကို ရှာဖွေဖို့စူးစမ်းခဲ့ကြတယ်။သူတို့ဟာမော်ဆရာရဲ့ဂူထဲမှာ မော်ပစ္စည်းကို ရှာဖွေခဲ့ကြတယ်။ဒါပေမဲ့မော်ပစ္စည်းကိုရှာဖွေဖို့မလွယ်ကူဘူး။မော်ဆရာဟာသူ့ရဲ့မော်ပစ္စည်းကိုဝတ်ထားပြီး မော်ပညာရီနဲ့ကာကွယ်ထားတယ်။ ူတို့ဟာမော်စရာရဲ့မော်ပညာတွေကိုရှောင်ရှားပြီးမော်ပစ္စည်းကိုရှာဖွေဖို့စ조사ခဲ့ကြတယ်။နောက်ဆုံးမှာသူတို့ဟာမော်စရာရဲ့မော်ပစ္စည်းကိုရှာဖွေတွေ့ရှိခဲ့ကြတယ်။မော်ပစ္စည်းဟာမော်စရာရဲ့မော်တုတ်ထိတ်မှာတက်ဆင်ထားတဲ့ကြောင်းမြတ်ယန္တနာတစ်ခုဖြစ်တယ်။သူတို့ဟာမော်ပစ္စည်းကိုဖျက်ဆီးဖို့စ조사ခဲ့ကြတယ်။